ရွှေမြန်မာရေအထင်လွဲမှနေကြတဲ့စူးလေစီဒီရဲ့သမိုင်းအမှန်ဒါကတော့မြန်မာရေဒီကနေ့တိုင်အထင်လွဲမှနေကြတဲ့စူးလေစီဒီတို့ရဲ့သမိုင်းအမှန်ကနမဲအမှန်ကပဲဖြစ်ပါရယ်စူးလေစီဒီလို့ပြောလိုက်ပြီးဆိုတာနဲ့အတွက်ကုံမျိုးကြောက်တရားမျိုးနယ်မှာတည်ရှိတဲ့မဟာဗန္နူလာလန်းနဲ့စူးလေဖျားလန်းဆောင်ကရှေးဖျားတစုကိုပြေးမြင်ကြပြီးမယ်ဒီဖျားနဲ့ပတ်သက်တဲ့ဇင်ဝင်စားဖျားချက်လက်တွေရော အမှန်တကယ်လိလာတဲ့သူနေပါလွန်လာပါရယ် ဒါကြောင့်ဒီနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့စူးလီစေးရောအကြောင်းတစ်စေးတစ်စောင်းကိုလေးလာမိသလောက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီစီဒီကြီးရဲ့ထူးခြားမှုကြောင့်ပြောရမယ်ဆိုရင်ဇူးလီစီရော်ရဲ့မူလနာမည်ကစူးလီမဟုတ်ခဲ့ပါဘူး။ဂျက်ကဆန်ဖျားမှတ်တမ်းအရသာသနာတက္ကရဲ့239ခုနှစ်မှာသီရိလင်္ကာကနေခရီးဆက်လာတဲ့ယဟန္တာရှစ်ပါးဟာဆိုရင်တော့မြတ်ဗုဒ္ဓရဲ့စံတော်နဲ့ဓာတ်တော်တွေကိုမွန်ဘရင်တထုံမင်းရဲ့တားတော်ဖြစ်တဲ့ဘောဂတိနာမင်းကိုဓမ္မလက်ဆောင်လှူဒန်းခဲ့တာဖြစ်ပါတယ်။ ဒီစံတော်တွေကိုဈေးရီချင်းနဲ့တိထားကိုးကွယ်နိုင်မှုတွေကူညီခဲ့တာပါဒီလိုနဲ့ဈေးရီတဲဖို့အတွက်ယဟန္နာတိန်တော်ကြီးတိဆောက်စဉ်အတွင်းမှာယဟန္နာ၈ပါးနဲ့တဘာပရိနိဗ္ဗာန်ဆန်သွားတဲ့အတွက်ကြောင့်ဘောဂသေနာမင်းမှာဝန်းနေပြီးစိတ်အားယော့ခဲ့ရတာပါဒါကြောင့်မိမိကိုယ်တိုင်အားကျိုးမှန်တမ်းမပူစော်တော့ဘဲနဲ့အတော့အမတ်ကြီးတို့သာစံတော်တစုပေးပြီးဈေးတော်တဲဖို့အတွက်တာဝန်ပေးခဲ့ပါတယ် ဇေရီတဲချင်းပြီးစီးတဲ့ကမွန်ဝေါ်ဟာရာဖြစ်တဲ့ကြိုက်ဆိုတဲ့စာလုံးနဲ့အမတ်ကြီးရဲ့အမည်အတော့ကိုယူကကြိုက်အတော့လို့ပွဲအမည်ပေးခဲ့တာပါဒါကြောင့်ဇေရီတော်ရဲ့နာမည်ရင်းကကြိုက်အတော့သာဖြစ်ပါတယ်ဒီနာမည်ကိုမှန်ကန်ကြောင်းတက်သေးပြဖို့အတွက်အထောက်အထားများစွာလည်ရှိနေပြီးမွန်ဘရင်ယာစာတရရဲ့အရေးတော်ပုံကျမ်းမှာဆိုရင်တော့ဟန်တာဝရီဘရင်ဆင်ဖြူရှင်မေဟာတကုံဆန်တော်ရှင်ရွှေတကုံဇေဒီကိုဖူးမြော်မဲ့လာရလမ်းမှာအတုတ်ဖျားရှင်ပြရိတ်ပြတော်မူရဲ့လို့ရေးသားထားပါတယ် ဒါအပြင်ကြိုက်အတုပ်ဖျားနဲ့ပါရမီဖျားကြားမှာတိုင်မင်ပွဲယုံတိဆောင်းရဲလို့ရေးသားထားတာလည်းရှိပြန်ပါသေးတယ်။ဒါရင်မကသေးပါပဲနဲ့ဟန်တာဝရီဘရင်မကြီးရှင်စောပူရဲ့မှတ်တမ်းတွေမှာဆိုရင်လေဘရင်မကြီးဟာတကုံစေရီတော့ရွှေတကုံစေရီတော့ကိုရွှေတင်ငန်းချပီးရဲ့နောက်ကြိုက်အတုပ်စေရီကိုထမှန်ပြုပြင်မောမှန်ချဲ့ထွင်တော်မူခဲ့တယ်လို့ဆိုထားပြန်ပါသေးတယ်။ အရိသမိုင်းထောက်ထားတွေရကြိုက်ထုတ်ဇေယျရောကိုရှာဖွေလိုက်တဲ့အခါမှာတီနီယာဟာဆိုရင်တော့အခုစူးလီဇေယျရောတီနီယာဖြစ်နေတဲ့အတွက်ကြိုက်ထုတ်ဇေဘီနဲ့စူးလီဇေဒီယာတဆူတဲ့ဖြစ်ကြောင်းထင်ရှားစွာတွေ့ရှိရပါတယ်။ဒါကြောင့်စူးလီဝေါ်ဟာရဘလို့ပေါ်ပေါက်လာခဲ့တယ်လဲဆိုတာကပါစိတ်ဝင်စားစရာကောင်းလာခဲ့ပြီးတော့ဝမ်းနေဖို့ကောင်းနေတာကဒီအကြောင်းအရာတွေကိုတော့သမိုင်းမှတ်တမ်းထဲမှာတီတီပါပါဖော်ပြထားခြင်းမရှိတာပဲဖြစ်ပါတယ်။ ယူဆချက်တွေရဆိုရင်တော့ကိုလိုနီခေတ်မှာအင်္ဂလိပ်စစ်ဗိုလ်ဆလီအဲ့ဒီနေရာမှာနေသွားလို့ဆလီကုန်းကနေစူးလီကုန်းလို့ခေါ်တယ်လို့သိရတယ်လို့တချို့ကလည်းစံချက်တော်ကိုထာပနာပေးတဲ့ထားလို့ဆူလာဖျားမစူးလီဖျားလို့ပြောင်းလဲခဲ့တယ်ဆိုပြီးအမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။နောက်ထပ်ယူဆချက်မှာဆိုရင်တော့ရှေးခါကစူးလီနတ်ကိုလေးစုနတ်လို့ခေါ်ပါပြီ။အဲ့ဒီနာမည်နေတဲ့ဂုံးကိုလေးစုဂုံးလို့ခေါ်ခဲ့ကြရတာကနေအဲ့ဒီကနေတစ်ဆင့်စူးလီဂုံးလို့အစင်းစင်ပြောင်းလဲခဲ့ရလို့လဲဆိုထားပါတယ် ဘလိုပဲဖြစ်ဖြစ်ပါဒီဖီယာကြီးရဲ့ဘွဲမီရီယာစိတ်ဝင်စားဖို့ကောင်းလာပြီးတော့နောက်ထပ်လူငယ်တွေအတွက်ကတော့တမိုင်းမန်ကိုမလိလာကြတော့ပဲနဲ့စူးလီဖီယာလိုပဲပေါ်ပေါ်တန်တန်ခေါ်ဆိုနေကြဆဲပဲဖြစ်ပါတယ် Shuul Channel ကိုအမြဲတမ်းချစ်ခင်အားပေးလို့ကျေးဇူးများတင်ပါတယ်ရှင်အသေးသေးတော့ကြားရရင်လည်းပြန်လာခဲ့ပါအောင်မယ် Like and Share Subscribe ခေါင်းလေးနှိပ်သွားပေးပါအောင်နော်